ဆံဝတ္တရာတရားရှိလို့အခုတို့တရားပွဲကိုရောက်ပြီးတော့တရားနာနိုင်တာသရတရားရှိလို့လူနံတန်းနိုင်တာသရတရားရှိလို့သီလဆောက်တည်နိုင်တာကုသိုလ်ကောင်းမှုတွေကိုလုပ်နိုင်ဟောဒီသရဆွမ်းအားကြောင့်မို့လို့သရနဲ့ထုံမွမ်းလိုက်ပြီးစိတ်ရဲ့ဆွမ်းအားကြောင့်ကုသိုလ်ကောင်းမှုတွေခုလုပ်ခွင့်ညာတရားဓမ္မနဲ့ကြားနာနိုင်တဲ့အနေအထားမျိုးရဒါဖြင့်သရဆိုတာဘယ်လိုမှဟောခေါ်ရလဲလို့ဆိုလို့ရှိရင် တတ္တဆိုတဲ့အဓိပ္ပာယ်ကအလုံးဘာသာပြန်ပြီးတော့ပြောနေတာတော့ယုံကြည်တာကိုတတ္တလို့ဒီလိုခေါ်အဲ့တော့ယုံကြည်တယ်ဆိုတာဘာကိုယုံကြည်တာလဲယုံကြည်တယ်ဆိုတာလက္ခဏာပဲနော်ယုံတယ်ဆိုတာလက္ခဏာအဲ့တော့ဘာကိုလက္ခဏာကိုတရားလို့ပြောတာလို့ဆိုတဲ့အခါကိုလုံးတဲ့အလုတ်တစ်ခုဟာကောင်းတာလုံးပြီးဖြစ်စေမကောင်းတာလုံးပြီးဖြစ်စေ အဲ့ဒီအလုတ်ရဲ့အကျိုးတရားဆိုတာရှိတယ်လို့လက်ခံအရပြောပြောမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်လို့လူပြောတာကံကံဤအကျိုးလက်ခံတယ်ဆိုတာကုလုထာကိုလက်ခံတဲ့သဘောပဲမြတ်စွာဘုရားကိုယ်တိုင်ကခေါ်တော်တာရှိတယ်လေယံကမ္မံကရိတန်တိကလျာဏဝါပါပကံဝါတတ္တကမ္မတထာယတာဝိဌာမဘယ်လိုပဲရှိဖြစ်တဲ့ဟော ကောင်းတာလုပ်မယ်ဆိုတာလုပ်မယ်အဲ့ဒီအကောင်းဆိုးလို့ဆိုတဲ့ကိုလို့သမျှရဲ့ကောင်းမွေဆိုးမွေတွေကိုလုပ်တဲ့လူပဲဆက်ခံရတယ်အဲ့ဒီတဘောကိုယုံကြည်လက်ခံတာတတ်တာပဲပေါ့အဲ့ဒီတတ်တာဟာအတိညာဉ်နဲ့ရှင်တွဲလာတဲ့အခါကျတော့ကမ္မတကတာတမာဒိဋ္ဌိလို့ဒီလိုခေါ်ပြန်တယ်တမာဒိဋ္ဌိဆိုတာမကန်တဲ့အမြင်ကိုပြောတာ မှန်ကန်တဲ့အမြင်ချီးမွမ်းမွေကောင်းတဲ့အမြင်မှန်ကန်တဲ့အမြင်ဆိုတာကံဆိုတာရှိတယ်ကံရဲ့အကျိုးတရားဆိုတာရှိတယ်လို့ကိုလုံးတဲ့အလုပ်ရဲ့ကံဘိုးကိုအတိအမှတ်ပြုပြီးတော့လက်ခံတဲ့သဘောပြီးတဲ့သဘောအဲ့တော့ယုံကြည်တာကြတော့တတ်တာသိမြင်တာကြတော့အတိညာအဲ့ဒီနှစ်ခုကမ္မတက္ကတာသမာဓိဋ္ဌိဆိုတာကြတော့ပညာကိုပြောတာ အဲ့ဒီပညာရှိထားတဲ့ပုဂ္ဂိုလ်ဟာကံကံရဲ့အကျိုးကိုလက်ခံတာကြတော့တတ္ထာလို့သူလိုပြောတာအေးအဲ့ဒီတတ္ထာဆိုတာရှိဘူးအမှန်တမ်းတော့တယ်ကဲစဉ်းစားကြည့်လိုက်ကိုလုံးထာကိုအသိမှမပြုတ်ဘူးဆိုတဲ့လူတယောက်ဟာလူတော်လူကောင်းဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်ပေါ့ဆိုပါလို့ကောင်းတာလို့ရင်လည်းကောင်းကျိုးရမယ်ဆိုးတာလို့ရင်လည်းပဲဆိုးကျိုးတွေခံရမယ် ကိုလုံးတာကိုလည်းပဲသက်ဆိုင်တယ်လို့အတွင်းခေါ်ရှိတဲ့ပုဂ္ဂိုလ်ကတူအဲ့ဒါလို့မမြင်မဲနဲ့အေးကံဆိုတာမရှိဘူးကုသကံအောင်ဆိုဆိုတာအလကားပြောတာမရှိဘူးကောင်းတာလုပ်လဲကောင်းတာဖြစ်ချင်မှဖြစ်တယ်ဆိုးတာလုပ်လဲဆိုးတာဖြစ်ချင်မှဖြစ်တယ်ဘာမှဟိုကောင်းဆိုးဆိုတာသူဖြစ်ချင်တာဖြစ်တာလို့ဒီလိုမြင်တဲ့ပုဂ္ဂိုလ်ကကံကံအင်းကျုပ်လက်မခံနိုင်ရောက်တယ်အဲ့တော့လက်ခံတဲ့လူနဲ့လက်မခံတဲ့လူ ဘာกว่าတော့ဆိုတော့ကြည်လက်မခံတဲ့လူကသူလှုပ်ချင်အောင်လုပ်မယ်လက်ခံတဲ့လူကြတော့သူကစဉ်းစားလာတယ်ကံကံရေးအကျိုးဆိုတာရှိတယ်ငါမကောင်းတာတွေလုပ်လို့ရှိရင်မကောင်းတဲ့အကျိုးတွေငါခံရမှာပဲလို့သူမစဉ်းစားပေဘူးလားအဲ့ဒါလို့စဉ်းစားလာလို့ရှိရင်ဒီလူဟာလူကောင်းဖြစ်မလားပေဘူးလားအေးကောင်းတာလုပ်လဲကောင်းတာဖြစ်တာမဟုတ်ဘူးကံကံရေးအကျိုးဆိုတာမရှိဘူးအလကားပြောတာ ဟိုဘဝပုဂ္ဂိုလ်ခံဒီဘဝဒီကိုယ်ဆံဆိုပြီးတော့ကံကံဤကျိုးကိုညှင်းပယ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ကဖြစ်လို့နေမှာပဲလှုပ်ရှင်တာလှုပ်မှာပဲသူကအဲ့တော့လူတော်လူကောင်းဖြစ်နိုင်ပါ့မလားအဲ့ဒီပုဂ္ဂိုလ်အဲ့ဒါလို့ကံကံဤကျိုးယုံကြည်လက်ခံမှုမရှိဘူးကမ္မတက္ကတာတမ္မာဒိဋ္ဌိမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအောက်ထစ်ဆုံးလူတော်လူကောင်းကိုမဖြစ်နိုင်ဘာဖြစ်လို့လဲဆိုသူ့ရဲ့အမြင်ကိုကသူလှုပ်ရှင်တာလှုပ်တော့ ။ဟောအဲ့ဒါကြောင့်မို့လို့ဒီအမြင်တစ်ခုဟာအန္တမအရေးကြီးတယ်။အမြင်မှားသွားလို့ရှင်လောက်ချင်လို့အမြင်မှန်းနေသည့်အတွက်ကြောင့်ကောင်းကံဆိုးကံကောင်းမွေဆိုးမွေဆိုတာလောက်သူနေပဲပတ်သက်တယ်ဆိုတဲ့ဒီကမ္မတက္ကတာနာမဒိဋ္ဌိအမြင်ဆိုတာရှိနေတဲ့ပုဂ္ဂိုလ်ဟာဘယ်နည်းနဲ့မဆိုသူကမကောင်းတဲ့အမွေတော့မခံနိုင်ဘူးပေါ့လူတိုင်းဟာအကောင်းပဲလူကျင်တာပေါ့အဆိုးဘူးကမလူကျင်ဘူး ဒါကြောင့်မို့လို့မကောင်းတဲ့အကျိုးတွေသူတဏ္ဍာမှာရောက်လာမှာကြောက်တယ်ကြောက်သည့်အတွက်ကြောင့်မကောင်းမှုအကုသိုလ်ကိုရှောင်တယ်ကောင်းတာတွေကိုလုပ်တယ်ဆိုတော့လူတော်လူကောင်းဖြစ်မလာနိုင်ဘူးလားအေးဒါကြောင့်မို့လို့ကာမတက္ကတာတမဒိဋ္ဌိဆိုတာတကယ်ကိုအ ਨੇ ဆုံးလို့အချက်တစ်ခုပဲဒါဆိုဘုရားသခင်ကိုတော်မြတ်ကဝီနည်းကျမ်းနဲ့မှပြည့်ညတ်ထားတာရှိတယ်ဘာသာခြားတစ်ယောက်ဟာတခြားဘာသာဝင် ပုဂ္ဂိုလ်တူခံယူပြီးတော့ဘောဓဘာသာပဲကုပြောင်းညင်တယ်ဆိုလို့ရှိရင်တဲ့လေးလဆောင်းဆိုင်ပြီးတော့လေးချက်ငန်းတင်နှန်းယူရမယ်လေးလဆောင်းဆိုင်ပြီးတော့တင်နှန်းယူရသို့တော့ကံကံအကျိုးလက်ခံတဲ့ကာမတက္ကတသမာဓိဋ္ဌိရှိရင်လေးလဆိုင်ကြမလို့ဘူးဆိုရင်ဝိနည်းစကံရှိတယ်အဲ့ဒါဘာလို့လို့ဆိုရင် ဗုဒ္ဓဘာသာရဲ့အဓိကအခြေခံအကြောင်းတရားကကံကံရင်းအကျိုးလက်ခံခြင်းပဲဖြစ်တယ်ပေါ့။ဒီဟာကအမတ္တမအရေးကြီးတဲ့အခြေခံတစ်ခုဖြစ်တယ်။ဒါကြောင့်မို့တတ္ထာဆိုတာကံကံရင်းအကျိုးလက်ခံပြီးတော့ကံကံရင်းအကျိုးရှိတယ်လို့သိမြင်တဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိဟာတကယ်ကိုဗုဒ္ဓဘာသာဝင်ဖြစ်ဖို့အတွက်အခြေခံကောင်းတစ်ခုပဲလို့ဒီလိုမှ အဲ့တော့ဒီလိုအရေးကြီးတဲ့တတ္ထတရားနဲ့ကုသိုလ်ရေကိုထုံမှန်းထားဖို့လိုအပ်တယ်။တရားတရားရှိလာပြီဆိုလို့ရှိရင်ဘာတွေဖြစ်လဲ။တရားတရားကိုမြတ်စွာဘုရားကလက်နဲ့ဥပမာတူတယ်လို့ဟောထားတယ်။လက်ရှိပြီဆိုတဲ့ပုဂ္ဂိုလ်ဟာလူချနာကိုကောက်ယူလို့မရဘူးလား။ကိုယ့်ကိုယ်ကိုလက်မရှိဘူးလို့စိတ်ထဲမှာလက်ကိုအတွေးနဲ့ဖြောက်ပြီးတော့ကြည့်ထားတယ် တခုဗာနဲ့ကောက်အမ္တမခရင်သွားလိုက်ဟုတ်ကဲ့လက်နှစ်ဖက်ကိုချုပ်ကင်ထားပြီးတော့တခုခုတွေးပြီးဆိုရင်ဗာနဲ့ကောက်ယရနာတွေးပြီးဆိုရင်ဗာနဲ့ကောက်ကောက်ဖို့ရမလွယ်တော့နော်အဲ့တော့လက်မရှိဘူးဆိုလို့ရှိရင်ကောက်နိုင်တဲ့ဆောင်းအားရှိပါ့မလားအေးအဲ့ဒါလိုပဲလူရဲ့စိတ်ထဲမှာတဒါဆိုတာမရှိဘူးဆိုရင်ကုသိုလ်ဆိုတဲ့ယရနာကိုရအောင်ယူနိုင်စွာမရှိဘူးဒါမို့တရားတရားမရှိဘူးဆိုလို့ရှိရင် တရားနာဖို့လည်းစိတ်ဝင်စားဘူးဒါနကောင်းမှုလုပ်ဖို့လည်းစိတ်ဝင်စားဘူးသီလစောင့်တည်ဖို့လည်းစိတ်ဝင်စားဘူးဘုဟုစောင့်ဖို့လည်းစိတ်ဝင်စားဘူးကမ္မထံတရားအထုတ်ဖို့လည်းစိတ်ဝင်စားဘူးဆိုတန်ဖိုးရှိတဲ့ကုသိုလ်တွေသူမယူဘူးဆိုတဲ့အဓိပ္ပာယ်မရပေဘူးလားအေးအဲ့ဒါဘာဖြစ်လို့မယူတာတော့ဆိုတော့တရားဆိုတဲ့လက်ကင်းမဲ့နေလို့ပဲလို့ဒီလိုပြောတာเนาะ နောက်တစ်ခုတရားဆိုတာဘာနဲ့ဥပမာတူလို့ဆိုရင်မျိုးစိနဲ့လာတဲ့ံတူတယ်လို့မြတ်စွာဘုရားဟောတယ်။တတ္ထာဘီဇံနဲ့တရားဆိုတာမျိုးစိနဲ့တူတယ်။ကဲမျိုးစိဟာအလုံးတစ်ခုလုတ်တယ်တဲ့။မျိုးစိကမျိုးစိနဲ့စိုက်ပျိုးနေကြတဲ့လူတွေမျိုးစိဟာအလုံးပဲတစ်ခုလုတ်တယ်ဆိုတာစဉ်းစားမိမှစဉ်းစားမိကောင်းမိလိုက်။ သို့သောစာပေချမ်းကမှမျိုးစေ့ကအလုံးနှစ်ခုလုံးတယ်ဆိုတာကိုရှင်းပြထားတယ်။ဘယ်လိုအလုံးနှစ်ခုလုံးထားတော့ဆိုကြည့်တရက်စေ့လေးကိုစိုက်လိုက်လို့ရှိရင်အဲ့ဒီအစေ့လေးကအောက်ကိုအမြင့်ဆင်းလာတာတစ်ခုအပေါ်ကိုအညောင်ကလေးထွက်လာတာတစ်ခုနှစ်ခုမနေဘူးလား။ဟောအမြင့်သက်ဆင်းလာလဲဟောဒီမျိုးစေ့ကဖြစ်တာပဲ။အပေါ်ကိုအညောင်ကလေးတက်လာတာလည်းပဲဟောဒီမျိုးစေ့ကလုံးထားပဲဆိုတော့ ဟောမျိုးစေ့ကအလုံးတစ်ခုကိုလုပ်တယ်တဲ့ထို့တူပဲတရားတရားဟာမျိုးစေ့နဲ့အလားတရံတူတယ်တဲ့မျိုးစေ့နဲ့အလားတရံတူတဲ့တရားတရားကအလုံးတစ်ခုဖြစ်ပေါ်စေဘာကိုဖြစ်ပေါ်စေတုံးဆိုအမြင့်နဲ့အလားတရံတူတဲ့ကိုချင်းသီလကိုလည်းပဲတရားကဖြစ်ပွားစေတယ်သမထဝိပဿနာလို့ဆိုရဲအညော့အညောက်ကိုလည်းတက်စီနိုင်တယ်လို့ဆိုထားတာအဲ့တော့ဆိုလိုတာကသရတရားရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာ ပီလာဆောင်မှုလည်းဝန်မလေးဘူးသမထဝိပဿနာကမ္မထံရှင်းကြံကြိုးကိုအထုတ်ဖို့ဆိုတာလည်းဝန်မလေးဘူးလို့ထင်လို့ပြောတာနော်အဲဒါကြောင့်မို့လို့ဒီတတ္တာဆိုတဲ့ဒီစွမ်းအားတစ်ခွင်းနဲ့မိမိစိတ်ကလေးကိုထုံမှန်းထားဖို့လိုအပ်တယ်ဒါဖြင့်ဒီလောက်တန်ဖိုးရှိတဲ့တရား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 ရှိမှကုသိုလ်ဆိုတာဖြစ်တယ်တရားတရားရှိမှကုသိုလ်ဆိုတာလုံးဖြစ်တယ် အဲ့လောက်တန်မိုးရှိတဲ့တရားတရားရဲ့စွမ်းအားတွေကိုဘယ်လိုလုပ်မြင့်မလဲတရားတရားရဲ့စွမ်းအားတွေကိုမြင့်မြင်ဘယ်လိုလုပ်ရမလဲလို့ဆိုဖျားကုံကိုအာယုံပြုတ်ပြီးတော့လည်းမြင့်လို့ရတယ်တရားကုံကိုအာယုံပြုတ်ပြီးတော့လည်းမြင့်ပေးလို့ရတယ်တန်ခါကုံကိုအာယုံပြုတ်ပြီးတော့လည်းမြင့်တင်ပေးလို့ရတယ်ဟောဖျားကုံတရားကုံတန်ခါကုံတွေဒါတွေကိုဆင်ញင်သုံးသပ်ပြီးတော့ဒါတွေကိုအာယုံပြုတ်ပြီး တရားတရားကောင်းတဲ့ပုံကိုယ်ရဲ့အကြည်ချင်းနေအဲ့ဒါတွေကိုဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ရဲ့တရားစွမ်းအားလေးနဲ့စိတ်ကိုထုံမှန်းပြီးတော့ပေးရမယ်တဲ့အဲ့ဒါကြမှာကိုယ်စိတ်လေးဟာစွမ်းအားတွေပြည့်လာမယ်ဒီလိုဆိုလိုတာနော်စွမ်းအားတွေရှိလာတရားတရားစွမ်းအားတွေရှိလာတဲ့စိတ်ဟာဘယ်တော့မှတွန်းဆုတ်သွားတာမရှိဘူးဒါကြောင့်မို့လို့လူတွေကပြောတယ်ဩော်ဒီလိုကတရားတရားကောင်းလိုက်တာကောင်းလိုက်တာတရားတရားစွမ်းအားပြည့်နေတဲ့စိတ်ဟာ နော်ကုလူကောင်းမှုနဲ့ပတ်သက်ပြီးဘာလို့အလိုကဝန်မလေးတော့နောက်ဆုံးမှာတရားတရားမရှိဘူးဆိုလို့ရှိရင်ကြီးအိရှိအဖျားပန်းလဲဖို့တောင်ပြင်းလိုက်တယ်နော်စိတ်ဝင်စားဘူးဟောရေချမ်းတဲ့မို့လဲစိတ်ဝင်စားဘူးဆင်းပြီးထုံးမို့လဲစိတ်ဝင်စားဘူးကုသိုလ်ဆိုရင်ဘာတစ်ခုမှစိတ်ဝင်စားဘူးဟောဖြစ်လာအဲ့ဒါကတော့ဆိုတရားတရားကိမ့်မဲ့စိတ်ဆွမ်းအားပါကြာဒီလိုဒီလိုပြောတာနော် ေဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဖြစ်တဲ့နေရာမှာသရဆွမ်းအားဟာအမြဲတမ်းအရေးကြီးသည့်အတွက်ကြောင့်သရဆွမ်းအားနဲ့ကုသိုလ်လေးကိုထုံမှန်းပေးရမယ်။သရတရားမကောင်းလေးကောင်းလာအောင်လုပ်ပေးရ။သရတရားကောင်းအောင်ဘယ်လိုလုပ်ဦးလဲ။ဖရာကုံကိုအာယုပြုပြီးတော့သရတွေထက်လာအောင်လုပ်မယ်။တရားကုံကိုအာယုပြုတန်ခါကုံကိုအာယုပြုသရတရားတွေထက်တန်လာအောင်လုပ်ရမယ်။သရတရားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့ ဂုံအညီချင်းတွေကိုအာရုံပြုပြီးတော့မိမိစိတ်ကိုသရာတရားတွေထုံမှန်းလောင်ဖြတ်တန်းလောင်ကြိုးစားပေးရလေ့ကျင့်ပေးရမယ်မလေ့ကျင့်ပဲနဲ့ဒီသရာတရားဆိုတာသူကသူကောင်းလာတာမဟုတ်ဘူးနော်အဲ့တော့လူတွေအဒီအပြေးသမားတို့အာကစားသမားတွေတို့ဆိုတာနေ့စဉ်နဲ့ညအိပ်စာဆိုင်ဆိုတာလောက်ကြတာပေါ့အဲ့ဒါလို့လေ့ကျင့်ခန်းဆိုတာလောက်ရ အဲ့လိုလောက်တယ်လို့ပဲကိုယ်စိတ်ကိုလည်းဒီတိုင်းမထားရအောင်လက်ချင်ကန်းလောက်ရမယ်လက်ချင်ကန်းဝင်ရသရာဆွမ်းအားတွေမြင့်မို့ရအတွက်လက်ချင်ကန်းတွေလောက်ပြရမယ်ကံကံဤအကျိုးတွေကိုဆင်ခြင်စဉ်းစားပေးတယ်နော်ဟောကုသကံရှိပြီးအတွက်ကြောင့်အကျိုးပေးတဲ့ပုံကိုယ်တွေကိုဆင်ခြင်စဉ်းစားမယ်သရာဆွမ်းအားမြင့်တဲ့ပုံကိုယ်တွေကိုဆင်ခြင်စဉ်းစားပေးမယ်အဲ့ဒါလို့ ဘုရားကုံတရားကုံတန်ခါကုံជីညိုးပွဲရာကုံနေအာယုပြုတ်ပြီးတော့ကိုယ့်ရဲ့တရားစိတ်လေးဟာလန်းဆန်းလာအောင်စိတ်ရဲ့စိတ်ကိုတရားလေးနဲ့ထုံမှန်းပေးနိုင်အောင်ကြိုးစားအထုတ်ပါတဲ့အဲ့ဒီကြမှာတရားစွမ်းအားနဲ့ထုံမှန်းထားတဲ့စိတ်လေးဟာစွမ်းအားရှိတဲ့စိတ်လေးဖြစ်လာပါလိမ့်မယ်